။တစင်ပြိတ္တပေါင်းမင်္ဂလာပါ။နိုဝင်ဘာလ16ရက်နေ့မှနိုဝင်ဘာလ23ရက်နေ့အထိခုနှစ်သောတိုင်းမြောက်အတွက်တပတ်အတွင်းလုပ်ငန်းဆောင်တာများနှင့်ကောင်းကြီးဆိုခြင်းဆောင်ရွက်ဆောင်ရွက်များကိုဘားဆရာကြီးဒေါက်တာမင်းသိန်ခါ၏နိစနစ်အတိုင်းကျွန်တော်ဆရာသိန်းနိုင်စိုးမှတဲရောပြည့်သေးစိတ်တွက်စစ်ပေးထားပါသည်။ တနင်္ဂနွေသားမင်းများတရက်တွေအတွင်းမှာရန်လူသူတွေတန်းစီနေတတ်ပါတယ်။ဘာမဆိုသတိကြီးစွာထားတတ်ပါတယ်။အလုံမှာလည်းအနောက်ရက်တွေတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်။မိမိမားကိုစောင့်ကြည့်နေသူတွေရှိနေတတ်ပါတယ်။အစိုးရမှအကောင်အလုံနဲ့ပတ်သက်ပြီးအခြေအနေသည့်အဆက်အသွယ်သည့်အကူအညီကောင်းတွေလည်းကြုံလာရတတ်ပါတယ်။မထင်မှတ်တဲ့ဆွေမျိုးသားချင်းတွေရဲ့သတင်းကောင်းတွေအဆက်အသွယ်ကောင်းတွေရောက်လာတတ်ပါတယ်။ကိုယ်တိုင်ကလည်းခီဝေးသွားရတတ်ပါတယ်။မထင်မှတ်တဲ့ကြီးကဲသူတွေကအကူအညီကောင်းတွေပေးလာပါလိမ့်မယ်။အောက်လက်ငယ်သားတွေအတွက်စိတ်တော့ကရောက်ရတတ်ပါတယ်။ ကျမ်းမာရေးအနေနဲ့ကတော့မတော်တဆထိခိုက်မိတာတွေကြုံရတတ်ပါတယ်။ကျမ်းမာရေးညံပြီးဆင်းရဲစေကံရောက်ရတာမျိုးကြုံရတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကနန်းတွေကတော့တကနန်းခုနှစ်ကနန်းပဲဖြစ်ပါလေညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ဖျားတိမ်စတဲ့လမ်းသွားတဲ့နေရာတွေမှာတဲခင်းလှူဒန်းပြလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်တနင်္လာသားသမီးများဒီရက်တွေအတွင်းမှာလို့သမျှကြံသမျှလွဲချော်နေတတ်ပါလေလုပ်ငန်းတွေအဆင်မပြေ ဖြစ်တတ်ပါတယ်။လောဘကံပဲတွေနဲ့လည်းအစင်မပြေစိတ်သဘောထားမတိုက်ဆိုင်တာတွေဖြစ်ရတတ်ပါတယ်။လုပ်ငန်းပြောင်းချင်စိတ်ပေါ်နေပါလိမ့်မယ်။မပြောင်းတင်သေးပါဘူး။မဖြစ်စလောက်ကိစ္စလေးတွေကစားပြီးပြဿနာကြီးတွေဖြစ်တဲ့အထိကြုံရတတ်ပါတယ်။ဒီချိန်မှာနိုင်ငံခြားလူမျိုးကြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးရှိအောင်မြင်ပါလိမ့်မယ်။စနေသားသမီးတွေရဲ့အကူအညီကောင်းတွေလည်းရလာတတ်ပါတယ်။ကျန်းမာရေးအနေနဲ့ကတော့စီးမျက်စိသွားသွေးဒုက္ခပီးတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစီတဲ့ကနန်းတွေကတော့6ကနန်း9ကနန်းပဲဖြစ်ပါတယ်။ ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစီဖို့တွေ့ဖျားရစုစုရဲ့စနေတော့မှာပြတဲနောင်ရလှူဒန်းပြီးလိုရစုတောင်းလိုက်ပါမိတ်ဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်အင်္ဂါတောင်းမြများဒီရက်တွေအတွင်းမှာထွက်နေတဲ့ငွေတွေပစ္စည်းတွေပြောင်းဝင်လာတတ်ပါတယ်ရက်နေတဲ့အလုပ်တွေလည်းပြန်လဲကောင်းမွန်လာပါလိမ့်မယ် မိဟောင်းဆွေဟောင်းတွေနဲ့လည်းပြန်လဲစုံစည်းရတပါလေဝင်ငွေကလည်းတိတိတသာတွတ်တက်လာပါလိမ့်မယ်ပျော်ပဲရှင်ဝဲတွေသွားရတာမျိုးကြုံရပါလိမ့်မယ်ကလေးတွေကိုရုပ်ရှင်ပြတာမျိုးလုပ်ပေးတင်ပါလေငွေတွေကတော့တုံးနေဝင်လေဖြစ်လာပါလိမ့်မယ်ရည်ရွယ်ထားတဲ့လုပ်ငန်းတွေစတင်တွှချက်တာမျိုးလည်းလောက်ကန်တင်တဲ့ကာလဖြစ်ပါလေဆရာသမားမိရင်းဆွေရင်းများနဲ့လုပ်ဖို့ကံပက်တွေနဲ့တော့အဆင်မပြေဖြစ်တတ်ပါလေဒီအချိန်မျိုးမှာအမှုဖြစ်နေတဲ့လူတွေကိုငွေချေးတာမျိုးရှောင်တင်တင်ပါလေ အာမခန္ဓာမျိုးလည်းမလုံတင်သေးပါဘူး။ကျမ်းမာရေးနေနဲ့ကတော့အကျော်အစ်အစာမစေးမဒုက္ခပေးတတ်ပါလေ။ဒီတစ်ပတ်မှာကံကောင်းစီတဲ့ခဏန်းတွေကတော့၄ခဏန်း၊၃ခဏန်းပဲဖြစ်ပါလေ။ ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်မိမိအိမ်ဖေအားမှာရွက်လလေးညွန့်ဖျားရွှေသင်ငန်းလေးချက်လှူဒန်းပြီးလိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ဗုဒ္ဓဟူသားတွင်များဒီရက်တွေအတွင်းမှာစိတ်လေပြီးဆုံးမြတ်ခတ္တာတွေကြုံရတတ်ပါလေအမှားရွင့်များစွာကြုံရတတ်ပါလေအလုံးမှာစိတ်ဝင်စားပဲဖြစ်နေတတ်ပါလေအိမ်မကက်ခြင်းပဲလည်းဖြစ်နေပါလိမ့်မယ်လက်လဲလွန်ပိတ်နေပါလိမ့်မယ် မဝင်တဲ့အပြင်ရှိနေတဲ့ငွေတွေတောင်စီလိုပေါက်ရှာထွက်နေတတ်ပါလေဒီချိန်မှာငွေတွေကိုအလုတ်ထဲမှာမမြုံနဲ့တင်သေးပါဘူးအရင်တည်းကပါသွားတော်မျိုးကြုံရတတ်ပါလေဆရာသမားများနဲ့လည်းအဆင်မပြေဖြစ်တတ်ပါလေမလိန်တစ်ပတ်လုံးမဲ့သူတွေလိန်ညာမဲ့သူတွေလည်းတွေ့ရတတ်ပါလေဘာသာရေးကိစ္စဆက်သူရှေ့ရကိစ္စတွေနဲ့ကတော့အဆင်ပြေချုံးမေပါလိမ့်မယ်ဆက်ချုပ်ကိစ္စအလှူကိစ္စအတိတ်ထံလူဟာမျိုးတွေကတော့အဆင်မပြေဖြစ်ရတတ်ပါလေ ကျမ်းမာရေးနေကတော့အေးအေးမီနှာစီချောင်းဆိုးဖြစ်တတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကနန်းတွေကတော့6ကနန်း၊3ညကနန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်အိမ်ဖျားမှာအုံချောင်းညလူတန်းပြီးလူရစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ကြတော်ပြေးတော်မြင်များဒီရက်တွေအတွင်းမှာရည်ရထားသမျှရဲရဲသာလုပ်ပါတင်းတို့အတွက်အောင်မြင်မှုတွေဟာဆောင်းဆိုင်နေပါလိမ့်မယ်အဆက်အသွယ်ကောင်းအကူအညီကောင်းတွေလည်းပေါ်လာပါလိမ့်မယ် ငွေကြေးနဲ့ပတ်သက်ပြီးကံကောင်းမဲ့ချိန်တွေဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံရတဲ့ကိစ္စတွေလည်းလုပ်တင်ပါတယ်။အလူတန်းဆွေမျိုးတွေကိုအကူအညီထောက်ပံ့ရတာမျိုးကြုံရတတ်ပါတယ်။နေရာထိုင်ခင်းနဲ့ပတ်သက်လို့အနည်းငယ်စိတ်ညစ်ရပါလိမ့်မယ်။ဒါပေမဲ့ထင်သားတာထက်ပိုပြီးတော့အဆင်ပြေသွားပါလိမ့်မယ်။မိသားစုအတွင်းမှာလည်းရုံးရင်းဆန်ခတ်ပြဿနာမျိုးတွေကြုံရတတ်ပါတယ်။ခီးတွေမကြာခဏသွားရတတ်ပါတယ်။ဆာရွက်ဆာတန်းနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းစိတ်ညစ်ရတတ်ပါတယ်။ ဒီရမျိုးတွေမှာစက်တူရှယ်ယာလုပ်ငန်းမျိုးဆိုရင်တော့အဆင်ပြေမှုလေးတွေများတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့လေထိုးလေအောင်နှလုံးဒူနာကယူဆိုင်တင်ပါတယ်။ဒီတစ်ပတ်မှာကန်ကောင်းစေတဲ့ခန်းတွေကတော့၈ခန်း၊၂ခန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်ဖျားတဆူဆူရဲ့တင်းနှင်းလာတော့မှငွေထီးလှူဒန်းပေးလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ တောက်ကြသားမီးများဒီရက်တွေအတွင်းမှာအလုံးနဲ့ပတ်သက်ပြီးအခြေအနေကောင်းတွေကြုံလာပါလိမ့်မယ်။ထင်တာထက်ပိုပြီးတော့အဆင်ပြေပါလိမ့်မယ်။လုပ်ငန်းအခြေအနေပြောင်းလဲတွေလည်းကြုံရတတ်ပါလိမ့်။လှုပ်ရှိလုပ်ငန်းတွေကိုတိုးချဲ့ပြီးလုပ်ကန်တင်ပါလိမ့်။လုပ်ငန်းတင်များလည်းစတင်ရင်ကောင်းနေပါလိမ့်။အတိုက်ခံလေးတွေတော့ရှိတတ်ပါလိမ့်။ဒါပေမဲ့အောင်မြင်သွားမှာပါ။လုပ်ငန်းကောင်းပြီးငွေကြေးအဆင်မပြေဖြစ်တတ်ပါလေအလိန်ခံရတာအခုခံရတာအလဲဟတ်သက်ထွက်သွားတာမျိုးကြုံရတတ်ပါလေဒီရဲ့ပိုင်းမှာတင်းတို့အနေနဲ့ခီးနဲ့ပတ်သက်ပြီးအကျိုးထူနိုင်ပါလေ ဝမ်းသာစရာဧည့်သည်တွေသတင်းကောင်းတွေလည်းရောက်လာတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့နှလုံးဒူးနာရှင်ဘက်ကယူဆိုင်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့ကိုယ်ကဏ္ဍတုံညာကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်ဖျားတဆူဆူရဲ့တောက်ကြတောက်မှာရေတော်လေးခွက်တီဟို၆ညွတ်လှူဒန်းပြီးလူရစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ စနေသောင်းမြင်းများတရက်တွေအတွင်းမှာလက်ရှိလုပ်ငန်းတွေလည်းအဆင်ပြေအောင်မြင်မဲ့အခြေမျိုးဖြစ်ပါတယ် ရှေ့ဆက်ပြီးလိုရမယ့်အလုပ်တွေလည်းအခြေအနေကောင်းတာမျိုးကြုံရပါလိမ့်မယ်။တင်းတို့စ조사အထောက်ကတည်းကအတီးပွင့်တွေခန်းစားရမယ့်ချိန်ဖြစ်ပါတယ်။ငွေကြေးဥစ္စာပစ္စည်းအဖက်ဖက်ကအခြေအနေကောင်းတွေကြုံပါလိမ့်မယ်။မိတ်ဆွေတွေကကူညီတာကြီးကဲသူတွေကမဆတာမျိုးမိမိလုပ်ငန်းနဲ့ပတ်သက်ပြီးအကြံကောင်းဉာဏ်ကောင်းပညာကောင်းကြတာမျိုးတွေကြုံရတတ်ပါတယ်။ရက်ဝေးနဲ့ဆက်သွယ်ပြီးတော့လိုရတဲ့လုပ်ငန်းတွေလည်းအချိုးထုနိုင်ပါတယ်။မိသားစုဒါမှမဟုတ်အလုံးနဲ့ပတ်သက်တဲ့အောက်လက်ငယ်သားတွေကြောင့်စိတ်တော်ကရောရတာမျိုးကြုံရတတ်ပါတယ်။ အောင်မြင်မှုတွေကြားမှာအတိုက်အခံမနာလိုလို့ပြဿနာရှာတာမျိုးတွေကြောက်တုံးခံရတာမျိုးကြုံရနိုင်ပါတယ်။ဒါပေမဲ့မိမိလုံးဆက်ရှိတာကိုသာဆက်ပြီးတော့လုပ်သွားလိုက်ပါ။ကျမ်းမာရေးနေနဲ့ကတော့အာယုံကျော်လေးဝမ်းပိုက်ဒုက္ခပိတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့၅ကဏ္ဍ၁ကဏ္ဍပဲဖြစ်ပါတယ်။ ညံနာတွေပျက်ပျော်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်အိမ်ဖျားမှာဆက်ပြောင်းမှွေငားခဲလှူဒန်းပြီးလူရစုတောင်းလိုက်ပါမိတ်ဆွေတို့ရဲ့ခက်ခဲဒုက္ခများပြေပျောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ခொနီရတော်မြေပြည့်တတ်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရဲ့လို့ဗာစီယာကြီးဒေါက်တာမင်းတင်ခိုင်တပင်းဖြစ်သောကျွန်ုပ်ဆရာသိန်းတိုက်ဆိုမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်